မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Mira Network နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ Mira Network ကဆိုလို့ရှိရင်ကျွန်တော်တို့ AI project တခုဖြစ်တယ်ပေါ့နော်ပြီးတော့မှဒီအောင်လုပ်နေတဲ့သူတွေကလည်းကျွန်တော်တို့ YouTube တွေပါတွေမှာသူတို့ထဲထဲဝင်ဝင်နဲ့ CEO တွေအားရှင်းပြတာပြောပြတာတွေရှိရပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒါလေးကိုအဲလုတ်ချင်တဲ့သူတွေစောစောလုတ်ထားနိုင်အောင်ပေါ့နော်သူကဒီကျွန်တော်တို့ February လမှာစပြီးတော့ဒီ app ကိုနာမည်ကြီးလာတာပေါ့နော် โอเคဒါဆိုရင်ဒီ app ကိုကျွန်တော်တို့ Play Store မှာသွားပြီးတော့ download ရတယ်ပေါ့เนาะ Mira Network လို့ရိုက်ရှာပြီးတော့ download လိုက်ပါပြီးသွားလို့ရှိရင်ကျွန်တော်တို့ app ထဲကိုဖွင့်လိုက်မယ်ပေါ့เนาะဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အကောင့်စဖွင့်ဖို့အတွက်ပေါ်က create account လေးကိုနှိပ်လိုက်ပါ ဒီမှာတော့ကျွန်တော်တို့ရဲ့အချက်လက်တွေကိုအကုန်လုံးမမှန်ကန်ကန်ဖြစ်ပြီးတာပိုစင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ရဲ့နာမည်တွေပါတွေကိုသူကနောက်ပိုင်းမှာ KYC တရားမှာဖြစ်ပါတယ်အခုကျွန်တော်တို့ပိုင်နေပါတယ်ဆိုရင်ရှေ့ပိုင်းမှာကျွန်တော်တို့ဒီလိုမျိုးမလုပ်ခဲ့တဲ့အတွက်ပေါ့နော်နာမည်ချင်းပြဿနာတွေပါတွေရှိခဲ့တယ်အဲအကြောင်းဒီ project ကလည်းကျွန်တော်တို့ကောင်းတဲ့ project တစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့အပေါ်ဆုံးမှာနာမည်နှင်းကိုအပြည့်အစုံထည့်လိုက်ပါတော့ကိုယ့်ရဲ့မပုံနေတဲ့နာမည်ကိုအင်္ဂလိပ်လိုပဲရေးလိုက်ပါပြီးသွားရင်ကို verify လုပ်ချင်တဲ့ email ရဲ့ ် user name ရဲ့ပေါ့နော် user name ကတော့ကိုကြိုက်တဲ့ဟာထားလို့ရပါတယ်ပြီးရင်တော့ဒီအောက်မှာကိုထားခြင်းနဲ့ password တစ်ခုထားလိုက်ပေါ့နော်ဒါတွေကိုပြီးသွားရင်ကိုရဲ့နှုတ်ထဲမှာတေချာမှတ်ပါပြီးသွားရင်ဒီ country ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့မြန်မာဆိုတာရှားလို့ရတယ်ပေါ့နော်အဲဒီမြန်မာဆိုတဲ့ဟာလေးကိုရှားပြီးတော့မှကျွန်တော်တို့ယူလိုက်ပါကိုရဲ့မွေးတက်ဂရစ်မှာလဲပေါ့နော်မပုံတင်ထဲကမွေးတက်ဂရစ်ကိုပဲရေးပေးပါပေါ့နော် ဖုန်းနံပါတ်ကိုလည်းကိုတီချာသုံးနေကြဖုန်းနံပါတ်ပေါ့နော်မပြောက်သွားမဲ့ဖုန်းနံပါတ်ကိုတခါတည်းထည့်ပါပြီးတော့ရင်တော့ကျွန်တော်တို့ဒီအောက်က create your account ကလေးကိုနှိပ်ပြီးတော့ဆက်သွားလိုက်ရုံပါပဲပြီးတော့လို့ရှင်အောက်က complete account creation ဆိုတာလေးကိုနှိပ်ပြီးဆက်သွားလိုက်ပါ ဗီဒီယိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာ reward တွေကိုတစ်ချက်သွားကြည့်လိုက်မယ်ပေါ့နော်ဒီမှာ chat and n ဆိုတာလေးကိုတစ်ချက်သွားကြည့်မယ်ပြီးသွားရင်ဒီအပေါ်မှာတော့ refer bonus event bonus ဆိုရှိရေပေါ့နော်အဲ refer bonus လေးကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်ဒါကတော့ကျွန်တော်တို့ refer ခေါ်ထားတာမခေါ်ထားတာဒါလေးကိုနှိပ်ကြည့်လို့ရှိရင်ကျွန်တော်တို့လောလောဆယ်တော့ coin လေးတွေနည်းနည်းစုလို့ရမယ်ပေါ့နော်ဒီအောက်ကဟာကကြတော့ကျွန်တော်တို့ အ event ကတော့ဘာမှတော့မရသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်က setting နဲ့ကိုတစ်ချက်သွားကြည့်လိုက်မယ် setting နဲ့ရောက်သွားလို့ရှိရင်ကျွန်တော်ဒီဘက်က KYC ကိုကြည့်ကြည့်မယ်ပေါ့နော် KYC မှာတော့လက်ရှိကျွန်တော်တို့မ run သေးဘူးလို့သူပြရတယ်ပေါ့နော်တင်လို့မရသေးဘူးအဲ့ဆိုရင်ကျွန်တော် profile setting နဲ့ကိုသွားကြည့်လိုက်မယ်ဒီမှာဆိုအမှန်ကကျွန်တော် email ထည့်ပြီးသားဆိုတော့ verify ဖြစ်ရမှာပေါ့နော်ဒီက line သိမ့်မကောင်းလို့ဖြစ်မယ်အဲ့တော့ကျွန်တော်ခဏလေးတစ်ချက်ဆောင်ပြီးတော့ပြန်ဝင်ကြည့်ပါမယ် โอเคဒီမှာတော့ကျွန်တော်ဒီလိုလေးပေါ်သွားရေပေါ့เนาะမိုင်းนี้မှာဒီအောက်မှာကျွန်တော်တို့24နာရီတစ်ချိန်ပေါ့เนาะမိုင်းလို့ရမယ်ဆိုပြီးပြတယ်အခုတော့ကျွန်တော်မမိုင်းရသေးဘူးပေါ့เนาะအဲ့တော့ဒီ step mining ဆိုတဲ့နေရာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်တာ ਨੇ mining season ကစမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီ step mining လေးကိုမိုင်းလိုက်မယ်ဆိုလို့ရှိရင်ခုလိုမျိုးပဲသူက ADS မကြည့်ပဲနဲ့တခါတည်းဆက်သွားမလားဒါမှမဟုတ် ADS ကြည့်ပြီးမှသွားမလားပေါ့เนาะ ADS ကြည့်ပြီးတော့မှသွားမယ်ဆိုလို့ရှိရင်တော့တနအီတူးတဲ့တူးနှုံလေးကတူး rating နည်းနည်းမြင့်သွားမယ်ပေါ့เนาะ အဲ့တော့ကျွန်တော်ကတော့လောလောဆယ်ဒီမှာစမ်းကြည့်တာတော့မလုပ်ဘဲနဲ့ဝက်တောက်နေပဲရွေးပြီးတော့သွားလိုက်တယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာ mini season လေးကစပြီးတော့မှလဲနေပါပြီပေါ့နော်23 45ဆိုပြီးတော့စပြီးတော့လဲပြီးကျွန်တော်တို့ mining rate ကကြတော့တနာယို0.005နဲ့သွားနေတယ်ပေါ့နော်ဒီအပေါ်က4.5ရထားတာခုနကတော့ကျွန်တော် line သိမကောင်းခင်ဟိုဘက်မှာသွားပြီးတော့မှ collect လုပ်ထားတဲ့ဟာလေးကြောင့်ရသွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ခုန setting ထဲက profile ထဲကိုတစ်ချက်ပြန်သွားကြည့်လိုက်မယ်ပေါ့နော် ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ account လေးက verify ဆိုပြီးအစိမ်းအောင်လေးဖြစ်သွားပြီဒီမှာကျွန်တော်ထည့်ထားတဲ့ user name နေကျွန်တော်ရဲ့ email တွေကလည်း verify ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ပုံတွေပါတွေထည့်ရှင်နေဆိုတော့ဒီ edit picture ကနေကိုကကိုကြိုက်တဲ့ပုံလေးတစ်ပုံဒီမှာထည့်ထားလို့ရရတယ်ပေါ့နော်။ Okay အဲ့ဒီတော့ကျွန်တော်တို့ဒီ mirror network ဖွင့်တဲ့ဟာကအဆင်ပြေသွားပြီပေါ့နော်။ကျွန်တော်တို့ပုံမှန်တနည်းုံ24နိုင်တစ်ချိန်လေးဝင်ပိုင်းပြီးတော့မှနောက်ထပ် update တည်ရတဲ့ခါကြလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုဆက်တင်ပေးပါမယ်။အားလုံးပဲအဆင်ပြေကြပါစေ။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာ။ Got so far